င်္ဂလာပါရှင်ဗမာခေတ်တဲ့တွင်ဌာနမှာပြန်လေးကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစပြီးဧပြီလ16ရက်နေ့မွန်လယ်ပိုင်းတွင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတွင်အနေနဲ့ရွေးကောက်ပွဲအောင်မြင်ရေးနိုင်ငံရေးနီလန်းနဲ့ဖြည့်ရှင်ရမှာတိုင်းရင်းသားတွေပူးပေါင်းကြဖို့စစ်ကောင်းဆောင်ပြောဆိုတဲ့တွင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ် လက်ရှိဖြစ်ပေါ်နေတဲ့ပဏိပကာတွေကိုအဆုံးသတ်နိုင်ရင်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းရဖို့ကံလန်ထားပြီးဖြစ်လို့ရွေးကောက်ပွဲအောင်မြင်ရင်ပြည်ထောင်စုကတိုင်းရင်းသားတွေပူးပေါင်းမှုစက်ကောင်ဆောင်ကပြောပါရယ်ဧရန်လာဆက်ကနေအနေမှာကြာရောက်တဲ့မြန်မာနှစ်သက်ကိုနှုတ်ဆက်စကားဖြင့်အာနာသိန်းစစ်ကောင်စီဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်ကသူတို့ထိန်းချုပ်ထားတဲ့ဝါရဖြန့်တဲ့ရင်စာတွေနဲ့နိုင်ငံပိုင်ရုပ်သံတွေကနေအတိပေးလာတာပါ နိုင်ငံတော်မှာစစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုစစ်ကောင်စီအနေနဲ့အီမန်ချက်ထားဆောင်ရွက်နေတယ်လို့ဆိုပါရယ်ချင်းမျိုးသားတော်စီအန်နဲ့ပြောခွင့်ရစလိုင်းထန်တွေကဆေအိုစုရဲ့နိုင်ငံရေးကံလန်ချက်ဟာပြည်သူကစန့်ကျင်နေတဲ့2008ပွဲစည်းပုံအောက်ကလောက်တာဖြစ်လို့လက်တွေ့မဆန်သလိုဖြစ်နိုင်မှာမဟုတ်ဘူးလို့တန်လင်း time ကိုပြောပါရတယ်။ အမှန်ဆိုရင်သူရဲ့နိုင်ငံရေးဖိတ်ခေါ်ကံလန်းချက်ကကျွန်တော်တို့ပြည်သူကလုံးဝစံချင်နေတဲ့2008ဖွဲ့စည်းပုံအောက်ကနေလုံနေတဲ့ကံလန်းမှုဖြစ်နေတယ်။တကယ်လို့သူသာ စေတနာအမှန်ရှိတယ်ဆိုရင်ပြည်သူတွေနဲ့ကျွန်တော်တို့တိုင်းနာလက်နက်ကိုင်တွေရဲ့ရည်တည်ချက်နိုင်ငံရေးတောင်းဆိုချက်တွေကိုသူကလေးစားရမှာဖြစ်တယ်။ ဘလို့ပဲပြောပြောသူကတစ်ဖက်သက်နဲ့သူ့အသူရေးဆွဲပြီးတော့ကန်လန်းနေတာမျိုးကလည်းဘလို့မှလက်တွေမဆန်မှုဖြစ်လဲဖြစ်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်အပြောနဲ့အလုပ်ပြီးတော့သူ့ရဲ့တိုင်းပြည်ပေါ်ထားရှိတဲ့စေတနာဆိုတော့လုံးဝအဆက်မှုမရှိဘူးပေါ့လို့ဆိုပါရယ်။ စစ်ကောင်ဆောင်ကနိုင်ငံပွေမျိုးတိုးတက်ရေးအတွက်တည်ငြိမ်မှုလိုအပ်တာကြောင့်စစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းနေပြီးနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနေတဲ့သားဖြည့်ရှင်ကြဖို့ကံလန့်ထားပြီးဖြစ်တယ်လို့ဆိုပါရယ်ဒီအပေါ်ပြည်တော်စုပါတိုင်းနာညီကိုရေးဖြစ်ကြတဲ့အတွက်ပြည်တော်စုစိတ်တကိုရှင်ဝယ်ပိုက်ပြီးပူပေါင်းပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်းယုံကြည်ကြောင်းစစ်ကောင်ဆောင်ကပြောကြားခဲ့တာပါ မွန်ပြည်သက်ပါတီ AD ပြောခွင့်ရပုဂ္ဂိုလ်နိုင်ကောင်စကားကနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးပြည်နဲ့ဖြည့်ရှင်မှုအလုံးကလက်ခံထားပေမဲ့ဆွေးဥစုကိုအနိုင်တိုင်းနိုင်မှသာနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်လို့ရနိုင်မယ်လို့တန်လင်းတိုင်းကိုပြောပါရယ် ဒီစက်ကောင်စီဒီအုပ်စုနဲ့တွားပြီးတော့ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်ဘလို့မှအစဉ်ပြေနိုင်မှာမဟုတ်ဘူးခမညဒါကိုကျွန်တော်တို့တခုပဲလှုံ့ဆော်မှုရှိတာကစည်ရေးအရာအနိုင်တိုင်နိုင်မှသာလဲနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနေရဖြည့်ရှင်းမှုအခြေအနေထိရောက်မယ်လို့ကျွန်တော်ကအဲ့ဒီလိုမြင်နေဘာကြောင့်လဲဆိုကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံရဘလို့မှအစဉ်ပြေခဲ့တာမရှိဘူးမရှိတဲ့ပြင်သူတို့မထင်မထင်တယ်လို့အခုလိုမျိုးအာနာကောက်သိမ်းလိုက်ပြည်သူတွေကိုညှင်းဆဲလိုက်နေဒီစစ်အာနာရှင်စနစ်သက်ဆိုးရှေဖို့အတွက်ကိုပဲဦးတည်နေတယ်ဒါကြောင့်မလို့ ဘလို့မှနိုင်ငံရေးအနေနဲ့ဖြည့်ရှင်းမှုအဆင်ပြေမှာမဟုတ်ဘူးလို့ဆိုပါရယ် တိုင်းသားအလုံးမှာဆဲအုပ်စုကလည်းရင်ပြည်တော်စု စိတ်တဲ့ပြေဝရှိတာကြောင့်ဆဲအုပ်စုသားမရှိရင်တိုင်းသားတွေကိုနီကိုဟန်နဲ့ပြည်တွင်ပဏိပခါကိုတရားမျှတမှုရှိသောဖြေရှင်နိုင်မယ်လို့သူအမြင်ကိုဆက်ပြောပါရယ်စစ်ကောင်ဆောင်ကတော့ပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်မှုလာမယ့်ဒီဇင်ဘာလအတွင်းမှာထွေထွေရေကောက်ပဲကျင်းပပေးနိုင်မှုကြိုးပမ်းနေတယ်လို့ဆိုပါရယ်ဒါပြင်ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုလားတဲ့ဆိုရင်အဓိကဖြစ်တဲ့ရေကောက်ပွဲအောင်မြင်မြင်ပြီးမြောက်နိုင်ရင် ်မိဘပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းမြစ်တာရက်ခံခဲ့တာပါကရင်မျိုးသားစီယုံ KNU ပြောခွင့်ရဘရိုစော်တော်နေကလည်းစစ်ကောင်းဆောင်ရဲ့ပြောနေအလို့စက္ကန့်မပြတ်ကြာချနေတဲ့ပေါ်လူလူတွေရဲ့စိတ်ထဲမှာယုံကြည်မှုပျောက်သွားပြီလို့မှတ်ချက်ပြုပါရယ် အပြောနဲ့အလုပ်ကအချိန်တိုင်းစက္ကန့်မပြတ်ကြာနေတဲ့အပေါ်မှာအလုံးကယုံကြည်မှုပျောက်သွားပါပြီ။အဲဒါကြောင့်မဲသူ့ဘာပြောပြောဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတော့လူရဲစိတ်ထဲမှာတန်ဖို့နှက်ထားသလိုပဲဆွဲသွားပါပြီ။အဲဒါကြောင့်သူ့လုပ်ခဲ့တဲ့အရာမှန်သမျှသူ့ပေးဆက်ရတော့မဲအချိန်ရောက်ပြီလို့ပဲယူဆမိပါတယ်လို့ဆိုပါတယ်။ ဧပြီလ22ရက်နေ့ဒီအပြည့်ခတ်ရက်စဲထားတဲ့စက်ကောင်စီတပ်ဟာဧပြီလ18ရက်နေ့မှာတော့ကရင်ပြည်နယ်ကောက်ရိတ်မြို့နယ်မန္တလေးတိုင်းမှုကမြို့နယ်ရှိဇေယျအချို့ကိုလေးချောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်အရသာထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာပါတပ်ဖက်မှနိုင်ငံရေးထွက်ပေါက်ဖြစ်စက်ကောင်စီအုံချမဲ့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတရဘက်ကနေလာမယ့်နှစ်ဇန်နဝါရီဒုတိယဘက်အထိတလအတွင်းကျင်းပလို့ရတဲ့မြို့နယ်တွေမှာပြီးစီးဖို့ရထားတာဖြစ်ပါတယ် ဒီအတွက်ကြောင့်ငလျင်ဘေးတဲ့အစိုးရယုံဌာနတွေပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းတွေပြန်လည်တည်ဆောက်ရေးတို့ကိုအာသုံကွန်ဆိုင်ဆောင်ရွက်သွားမယ်လို့စက်ကောင်ဆောင်ကဆိုပါတယ်။နိုင်ကောင်စကားကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာထောင်ချောက်ဖြစ်လို့ပြည်သူလူထုနဲ့တိုင်းရင်းသားတွေအလုံးနှိမ့်မြုံနဲ့ဟန်တာနိုင်မှုလိုတယ်လို့ပြောပါတယ်။ အားလုံးလည်းသိပါရယ်ဒါဟာသူရဲ့ထောင်ချောက်ပေါ်တော့ဒါကိုကျွန်တော်တို့ကသွားပြီးတော့မှပြည်သူလူထုအားလုံးကျွန်တော်တို့တိုင်းရင်းသားတွေအပေါင်းဝင်သူရဲ့ရွေးကောက်ပွဲကိုသွားပြီးတော့မှအပိအမြောက်သွားလို့ရင်တော့စနစ်ဆိုးကြီးကပို့ပြီးတော့မှသက်ဆိုးရှိလို့ပဲရှိတော့တယ်ဘလုံးမလည်းယုံထွန်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကနှီးမျိုးစုံနဲ့ဟန်တာနိုင်မှုလူတွေလို့ပြောချင်တယ်လို့ဆိုပါရယ် အာနာသိန်းလေးနှစ်ကျော်တွင်ပေါ်ပေါက်လာတဲ့ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲတွေမှာစစ်ကောင်စီထိန်းချုပ်နယ်မြေတွေကမျိုးပေါင်း60ကျော်ကိုလက်နက်ကင်တော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ထိန်းချုပ်ထားတာပါအမျိုးသားညညရေးအစိုးရ NUG ရဲ့အရာရေးသမရဒူဝါလက်ရှိလာကလည်းစစ်တပ်အနေနဲ့တမိုင်းတလျှောက်အကြီးမားဆုံးဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရပြီးနိုင်ငံတော်စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နယ်မြေ၄ဘုံတစ်ဘုံတော့မရှိတော့ဘူးလို့နှစ်သက်ကိုမိန်ကုန်မှာပြောဆိုသွားပါတယ် ဒါအပြင်2025ခုနှစ်ဟာပြည်သူလူထုအတွက်ဒေါ်လာရဲ့အပိသက်အောင်မွေအလင်းရောင်ကိုယူဆောင်သွားနိုင်မယ်နှစ်ဖြစ်ဖို့ဒေါ်လာရင်းအင်အားစုတွေအလုံးစတဲ့တဖို့စူးစမ်းဖို့တိုက်တွန်းထားပါတယ်။ဆလဘီအပြုံးမပြတ်ရုံမတက်နိုင်ကြတော့ပြီဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မနက်ခင်းတွင်လွတ်တော်အစအုံများရှိအရာရှိကြီးချို့သည်၎င်းတို့ဝန်ထမ်းများအောင်လွန်ခဲ့တဲ့လမင်းတို့လွတ်တော်တက်မဲ့အမည်စင်းတွင်ပြုစုလာတင်ပြကြတဲ့ကအပေါ်လေးပါလို့ငါမပြောဘူးလားဟုနှစ်ထောင်အရာပြောခဲ့ကြပြီ။ကဲဒိုးစစ်တဲ့အတိုင်းဝိုင်းကလူတွေလာကြကဒီနေ့အမှတ်ရဆာဖီဆွဲကြမယ်ဟုပျော်ရွှင်စွာတပ်ပုံရိုက်ခဲ့ကြသည်။ ရင်းစရနာတဲနေညာရင်းနေပြည်တော်ဤဝန်ထမ်းအင်ရအချို့အထူးသဖြင့်ခရီးအင်ရနဲ့ဘူးခွဲအင်ရရှိစစ်တပ်ဘက်မှရဲဘက်တို့ပြောင်းလဲတောင်းတန်းဆောင်နေအများခေါ်မိုးကြွှေကိုများနဲ့အပေါင်းပါတို့အောင်ပွဲအမတ်တရစားတဝိုင်းများမှာဇွန်ခရင်တန်ဖန်ခွက်ချင်းထေတန်ဟာတိုက်ရေမောတန်တို့သည်ခတ်အုပ်အုပ်တစ်မျိုးခတ်ကြဲကြဲတစ်မျိုးထွက်ပေါ်နေခဲ့သည်ထို့သူများသည်အာနာတဲမီနောက်ရက်များတွင်ဝန်ထမ်းတို့၏တမုံတေတန်ဆန္နာပြတန်တို့အပေါ်အံ့ဩတကြိမ်မှန်တမ်းမိခဲ့ကြပြီးနောက်ဝန်ထမ်းဖြုတ်ပွဲစတင်ရန်ဦးဆောင်ခဲ့သူများဖြစ်ခဲ့ကြ ါသည်။စကိုင်းငလျင်ကနေပြည်တော်ကိုဖြိုးချ 2025ခုနှစ်မတ်လ28ရက်နေ့မွန်လယ်12:50မိနစ်ဝန်းကျင်တိုင်းသခိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာကွာတွင်အင်အားခနှစ်တသမခုနှစ်ပမာဏရှိအင်အားလွန်ပြင်းထန်သောငလျင်ချီနှင့်စနက်မင်းရဲ့ကွာတွင်တရက်ဦး40အနေဘို့ပြုတ်ရင်အင်အား6တသမ4ငလျင်လှုပ်ခတ်ခဲ့ပါသည်ပရမချိန်လှုပ်ခတ်စင်မှာပင်နေပြည်တော်လွတ်တော်အနေ၌တည်ရှိသောဝန်ကြီးဌာနတစ်ခုတွင်ကွန်ပျူတာများပါဝင်ရုံးခန်းသောပစ္စည်းချို့မှစပွဲပေါ်မှနှစ်ပေမှသုံးပေခန့်အမြင့်တိမြောက်တက်ပြုတ်ကျသွားပြီးပြုတ်ကျသည် ွဲများတလိန်ထိုးရွေးရှာတဲ့ဗီရိုစင်များပြိုကျမှန်ကွဲတဲ့များစူညံနေပြီးဒုံဝက်နံများသည်လည်းအပြူပြူအလေးလေးနဲ့စောက်တီယာများထွက်ပြေးကြရသည်အခြားယုံများတွင်လည်းအလားတူပင်အစည်းအဝေးနေကုန်ခြုံတွေကထွက်ပြေးရသူများထမင်းစားကနေတွင်ရှင်းရွေးပူလောင်သူများရေအိမ်သုံးနေစဉ်ထွက်ပြေးရသူများအသေးသေးရှိသည်ဝင်ကြီးဌာနများ၏ယုံပုံစံအရယုံတယုံ၏အစင်းအမြင့်ဆုံးရာတို့ရှိသူသည်ယုံပေါ်ဆုံးထက်မှန်ကန်အပြည့်အလှဆင်ထားသည့်အခန်းတွင်ယုံထိုင်ကြရာထို့သူများလည်းအထီးကရှိခဲ့ကြသည် အပြုတ်ပြုတ်အပြက်ပြက်ကြောင့်ဆက်သွယ်ရေးကွန်ရက်များပြတ်တောက်သွားပြီးအချင်းချင်းဆက်သွယ်မရခဲ့ကြပေ။အခြေအနေငြိမ်သက်သွားသောအခါဌာနသေးသေးမှဝန်ထမ်းများအားရုံစင်ပေးလိုက်ပြီးဖြစ်၍မိမိမိသားစုများကိုစိတ်ပူပန်စွာဖြင့်အင်အားများစီတို့ပြေးလွှာပြန်လာခဲ့ကြသည်။လမ်းတလျှောက်တွင်တောကကြီးစွာမောင်းနေနေသောဖယ်ရီကားများဆိုင်ကယ်များသည်လမ်းအံ့ကြောင်းများပြပန်းခတ်နေသောလူနှင့်ရေများကိုတရီကြီးစွာရှောင်းတိမ်မောင်းနေခဲ့ကြရသည်။ဝန်ထမ်းများစုသည်မိမိတို့အင်အားများသို့ရောက်သောအခါတိုင်းနိုင်ငံကွယ်အမှုမှစာရေးအောက်ဆုံးတဲ့ နှမြုပ်ခြင်းလည်းအပေါ်အဆုံးထက်ဤအပြိုပြက်တာမြင်ရသည့်အဆုံးမြင်တွေ့ကြရပင်အဆုံးအရှုံးပေါ်မှုတရွေ့ဝမ်းနေထိခိုက်မှုများခံစားခဲ့ကြရသည်နေအင်းတွင်ကြန့်ရှိခဲ့သည့်တာသမီများအိမ်နောင်ဘက်များမိအိုဖောက်များဆုံရှုံရသူအပျက်စီးများကြပိနေသည်ကိုသိတော့လဲထုတ်ပေးရန်ပစ္စည်းကရိယာမရှိ၍ထိုင်ကြည့်နေရသူဝန်ထမ်းများအဖို့အပူပန်ဆုံးတောင်းလောင်ဆုံးသောတောကာကိုခံစားကြရသည် လူဝသိပြောင်းမှဝန်ထမ်းမိသားစုများနေထိုင်သောခရီးအိမ်ရောက်ဘူးခွဲအိမ်ရောက်အေကောင်တထောင်နှစ်ထောင်သုံးထောင်ကျော်အိမ်ရောက်များတွင်ဖြစ်ပြီးဌာနများအနေဖြင့်လှုပ်သမားဝင်ကြီးဌာနဟိုတယ်နှင့်ခရီးတော်လိုက်ဝင်ကြီးဌာနပို့ဆောင်စက်သေးဝင်ကြီးဌာနလျှက်စစ်ဝင်ကြီးဌာနစမှုဝင်ကြီးဌာနစသည်မှဝန်ထမ်းများပါဝင်သည့်တိဆုံသူများအတွက်တရဏဂုံတင်ခြင်းနဲ့တပ်ပြောက်စွန်းသောခြင်းကိုတိဆုံသည့်တိုင်းနှင့်မြေပြင်ပေါ်တွင်စွန်းသောခေရပင်ဆရာတော်များမှတဏှာပင်တဏှာကြွရင်မနိုင်အောင်ရှိခဲ့ကြသည် ။တရားရသူဝန်ထမ်းများအရေးပေါ်ကုသရေးကရင်တထောင်စေယုံအရေးပေါ်ဌာနပြုပြခြင်း၊စေယုံရှိကုသစေလူနာများထိခိုက်တရားရခြင်း၊သေဆုံးခြင်း၊အပြည့်စည်ကြလူများပေးနေခြင်း၊ပြင်ပမှတရားရသူများစုပုံရောက်ရှိလာခြင်းကြောင့်ကုသမှုမပေးဘဲပုဂ္ဂလိကစေယုံများသို့တွားရန်လဲညွှန်းကြသည်။အပြုံးမပြတ်ယုံမတက်နိုင်ကြတော့ပေ လက်ရှိအခြေအနေတွေနေပြည်တော်ဝန်ထမ်းအရာများအပြုတ်အပြက်များဖေရှားခြင်းမပြုနိုင်ပေပြန်လည်တည်ဆောက်ရေးအတွက်မြေတီကုမ္ပဏီရရှိမြေဟုသောသတင်းများထွက်ပေါ်နေပြီးဝန်ထမ်းများမှလည်းစစ်ကောင်စီကပေးရသောဘေးဒုက္ခစရိတ် တသိန်းချက်ဝန်းကျင်နဲ့တရုတ်နိုင်ငံမှထောက်ပံ့နေတဲများတွင်အပေါ်ဘူးအောက်ဘူးနေထိုင်နေကြရသည်တဲမရသူများသည်ထီကြီးများတွင်စောင့်များကာရီနေကြရသည်ရှာသည်ဥတုပူပြင်းမှုနှင့်အနေအဆားဆင်းရဲမှုကြောင့်ထမှန်တေးဆုံးရသည့်တက်ကြီးရွယ်များလည်းရှိသည်တင်းကျန်ပြီးမိုးကျလာမည့်အခြေအနေနှင့်အနာဂတ်တို့သည်မြေတို့မြေ ုံဖြတ်တန်းရမည်ကိုမသိကြသေးပေ။အခြေအနေရရတို့ကြောင့်လူအများစုအနေဖြင့်တင်းကျပ်အခါသမယဆိုသည်ကိုပင်မင်းရောနေကြသည့်အထိရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများထိခိုက်မှုများကြုံတွေ့နေရခြင်းနှင့်တောင်ကျင်းမြို့ရွှေဖုံးဝင်ဖျားရင်ဆေအနာရှင်မိသားစုကပျော့ရွှင်တက်ကြွထီးတင်နေခြင်း၊ရုပ်ပြသင်္ချန်တွင်တမတ်လူရည်ပြည့်မီရန်ပိတ်ရက်မပေးဘဲခေါ်ယူတောင်းဝန်ထမ်းဆောင်စေခြင်း၊ဆေအနာရှင်မှာတပြေခန့်နှင့်ရေပတ်နေခြင်းတို့သည်ဝန်ထမ်းတို့၏လက်ရှိဒုက္ခများကိုလှောင်ပြောင်နေတဲ့ကဲ့သို့ဖြစ်သည်။ လက်ရှိတွင်ယာယီတဲတိုဘီလေပတ်နေရသောနိုင်ငံသားရေးဝန်ကြီးဌာနဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနစီးပွားရေးနှင့်ကုလသမဂ္ဂရောင်းရေးဝန်ကြီးဌာနဗဟိုဘဏ်အစရှိသည့်အရုံးများအားရန်ကုန်မြို့သို့ယာယီပြောင်းရွှေ့ရန်စီစဉ်နေပြန်သည်ရန်ကုန်တွင်မိသားစုအခမ်းရှိသူများမထောင်သာလာတော့လေနေမဝန်ထမ်းများအတွက်မှစာဝတ်နေရေးစီကမိသားစုအပါအဆိုလေးမစင်စားဝန်တော်ပေ အာနာဒိန်ညကအောင်ပွဲအဖြစ်သမန်၍စားတော့ဝိုင်းများပြုလုပ်ခဲ့သောအခန်းများတွေကကျေးရွက်ဝါဝါရိုရန်ပြန်များအပင်များသောလူသူစိတ်သုံးပြီးပဇင်းရင်ွယ်တမအပအနှံ့ဆိုးများနဲ့တူတိတ်ဆိတ်ငြိမ်သက်စွာကြံ့ရည်နေပေသည်ရှင်သည်ဆေအာနာရှင်သည်သူ့ဘမရက်တီပေးခဲ့သောဝန်ထမ်းများပေါ်စေတနာမေးခြင်းမိမိအာနာတိမြဲရေးတာရှေးရှုခြင်းစိတ်မှန်ခံွယ်မှုဉာဏ်ဖြင့်ကျင်းသူအားပြောပြနေသည်အောင်ရှင်နေပေတော့သည်